အဲ့တော့နိဗ္ဗာန်သွားတဲ့လို့ရှင်ခေါင်းကြီးတို့တွေညို့အပြင်ပြောမယ်ဆိုလို့ရှင်နော်နံပါတ်1ကိုချင်းတရားကောင်းဉာဏ်လုံးနံပါတ်2မျက်စိနာနာလျာကိုစိတ်ကနေပြီးလောဘတွေဒေါသတွေမဖြစ်အောင်ထိန်းအစာအာဟာရစားတဲ့အခါရည်ရွယ်ချက်မှန်ကန်ပါစေမှန်မှန်ကန်ကန်စားပြီးတော့ရတ္တတနာမဖြစ်အောင်ထိန်း အဲ့ဒါလို့သတ္တတဏမဖြစ်အောင်ထိမ့်ပြီးတော့နောက်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုဇာဂရိယလူယောဂနုနုကြာကြာအထုတ်ပြီးတဲ့အခါကျတော့တတိတံစဉ္ညာဖြစ်အောင်လေ့ကျင့်အဲ့ဒါလို့ဆင့်ဆင့်သွားလိုက်ပြီးဆိုလို့ရှိရင်တတိတံစဉ္ညာရှင်းအောင်လေ့ကျင့်ရင်ကနေပြီးတော့စပါးတော့ခုခေနားလေတာပြောရမယ်ဆိုရင် ဝိပဿနာကျင့်တဲ့အခုဖြစ်နေပေါ့ကျင့်တဲ့အခါမှာဝိပဿနာတရားအထုတ်တယ်ဆိုတာအာယုန်နဲ့စိတ်ကို လေ့ကျင့်တာပဲဘယ်အာယုန်နဲ့လေ့ကျင့်ရလဲဆိုရင်ကုသဏဓမ္မဖြစ်တဲ့ယုတ်တရားနန္တရားနဲ့ပဲလေ့ကျင့်ရတာအဲ့ဒီယုတ်တရားနန္တရားတွေရဲ့သဘာဝတရားကိုအမှန်သိလာပြီဆိုတဲ့အခါဘလို့ဟာအမှန်လဲလို့ပြောလို့ရှိရင်သင်္ခါရတရားတွေဟာ ငါလို့တပ်မှတ်เสียတခုမှမရှိဘူးငါဥစ္စာလို့တပ်မှတ်เสียလည်းတခုမှမရှိဘူးသူ့တဘာဝအတိုင်းသူ့ဟာသူ ဖြစ်သူ့အကြောင်းနဲ့သူဖြစ်သူ့ဟာသူပြက်ဖြစ်လာလို့ရှိရင်လည်းပြက်တဲ့သဘောကြီးပဲမြဲတာတခုမှမရှိဘူးဖြစ်ပြက်မှုတွေအများအားအနှောက်ယှက်ပေးနေလို့ဒုက္ခအဲ့ဒီလိုဒုက္ခဖြစ်နေတာကိုကိုဘာမှမတတ်နိုင်လို့အနတ္တလို့ဆိုတဲ့သဘောတွေနဲ့ ရှုမှတ်ဆင်ញင်သွားတဲ့အခါနောက်ဆုံးဒီသင်္ခါရတရားတွေပေါ်မှာငကောတွေ့တန်းနေတယ်တွေ့တန်းမှုတွေတဖြည်းဖြည်းရော့ချရော့ချပြီးအစည်းလေးကတဖြည်းဖြည်းကွာကွာလာစေဘာတို့ကော်စည်းလေးတဖြည်းဖြည်းပြဲလာငကောတော့ကော်ရီရှိတဲ့အခါစက်ကူလေးတစ်ခုဆိုတော့ကော်လေးနဲ့ကော်လေးမချောက်ခင်ဒီကော်စည်းလေးကတွဲနေတဲ့အချိန်မှာစက်ကူလေးတစ်ခုကခွာမရအောင်ကတ် တဖြည်းဖြည်းရေနဲ့ဆွလို့ပဲဖြစ်စေပူပေးလို့ပဲဖြစ်စေအဲ့ဒီကော်လေးတွေခြောက်သွားတဲ့အခါကျတော့မကတ်တော့ဘူးပေါ့အဲ့ဒါလိုပဲတဘာဝတရားတွေကိုရှုမြင် သုံးသပ်ရင်းကနေပြီးတော့ကော်နဲ့အလားတရံတူတဲ့တဏှာဟာတဖြည်းဖြည်းတွေးခြောက်သွားပြီအမှန်တရားကိုမြင်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 လာပြီးနောက်ဆုံးမှာအဲ့ဒီသင်္ခါရတရားတွေရဲ့အကြောင်းတရားတွေချုပ်လို့အကျိုးတရားတွေချုပ်သွားနိုင်တဲ့သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတာဟုတ် တွေ့မြင်လိုက်ကြရတယ်။အဲ့ဒီချိန်မှာ message ဆိုတာစွာအားကြီးတဲ့ message တခုပေါ့။ကိလေသာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ကိုတည်ပြီးသားဖြစ်သွားတယ်ပေါ့။အဲ့ဒီအဆင့်ဟာရသော်ဘုရားသခင်ကိုရောမြတ်ကနိဗ္ဗာန်ဆိုတဲ့အဲ့ဒီအဆင့်လူတိုင်းအတွက်ခေါ်ထားတာပဲ။သို့တော့ကြောင်းမြန်သွားနေတဲ့ပုံကိုယ်ကြီးမြောက်ဖို့ပေါ့နော်။အဲကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီ နိဗ္ဗာန်ဆိုတာအာလုံအတွက်ပဲသို့သောသူအာလုံအတွက်ဖြစ်တဲ့နိဗ္ဗာန်မှန်ကန်တဲ့လမ်းကြောင်းကနေလျှောက်လန်းလို့နောက်ဆုံးမှာမိမိတို့တဏ္ဍမှာရှိတဲ့တဏှာဆိုတဲ့အစေကုန်ခန်းအောင်သင်္ခါရတရားရဲ့သဘာဝကိုရှုမြင်သုံးသပ်ခြင်းရှုမြင်သုံးသပ်တဲ့ဖြင့်နောက်ဆုံးသင်္ခါရတရားရဲ့ချုပ်ဆုံးသွားတဲ့နိဗ္ဗာန်ကိုမြင်တွေ့တဲ့အခါမှာကိလေသာတွေအလုံးကိုဖယ်ရှားပြစ်နိုင်လို့နိဗ္ဗာန်ကို အားလုံးမျက်မှောက်ပြုနိုင်ရမှာဖြစ်တယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးနိဗ္ဗာန်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း